ဒီနေ့ကျွန်တော်ဖတ်ပြမယ့်စာမလေးကဆရာမင်းသူဝန်1939ခုနှစ်မှာရေးခဲ့တဲ့သူ့ရဲ့ Shakespeare ပွဲတော်သို့သွားခဲ့တဲ့အတွေ့အကြုံလေးပဲဖြစ်ပါတယ်။ဆရာမင်းသူဝန်1939ခုနှစ်မှာ Oxford University မှာကျောင်းတက်နေတဲ့အချိန်အဲလာလေ April လာငွေရသည်ကျောင်းပိတ်ရဖြစ်တော့ညမင်းဝင်ကသူ့ရဲ့ ထုံးစံအတိုင်းအီတလီကိုရှောက်လေခဲ့တယ်။အီတလီ ရောက်ပြီးတဲ့အချိန်မှာခီးပြီးသွားတဲ့အချိန်မှာပိုက်ဆံလေးကောင်းလူလဲပင်မှဆိုတော့ပုံမှန်ပြေမပြဘဲနဲ့အောက်ဆုတ်ကိုပြန်ပြီးအိမ်မှာနေ။ကျောင်းပည့်ရဲ့ဆိုရင်တဲ့ရအခုလိုရေးပါလေ။ကျောင်းပည့်ရဲ့ဆိုရင်တက္ကသိုလ်ကြီးဒီဝေဒန်တရားဇတ်တွင်ဥဩဘာသာမိန့်ခဲ့တယ်လို့ပြားအပေါင်းတို့စွန့်ပစ်ခြင်းခံရသောမဆုတ်ပြားအုံကြီးနှင့် တူပါတော့သည်တဲ့ဆိုအဲ့ဒီပြောင်းအောင်ကြီးထဲမှာဆရာမင်းသူဝန်ကပြင်းပြင်းနဲ့စာကြည့်တဲ့ကိုသွားတဲ့ခါသွားလေတော့ရာတော့လဲရှောက်လဲဒီခါလဲရှောက်လဲရစေစင်းပြီးလေလော်သည့်အခါလဲလောအမျက်စိမှာထိုင်ပြီးတော့သူသွားခဲ့တဲ့အီတလီကီယာယောမမျိုးကြီးရဲ့ခန္ဓာဘုံဗန်နစ်မျိုးကြီးလှပဘုံနီပလစ်မျိုးကြီးတင့်တယ်ဘုံနော်ဒီအီတလီယန်ပကြီးဘုဘူးပညာများစမ်းကြယ်ဘုံတို့ကိုစမုတ်စမြုံပြန်ပြီးခါပြန်ပြီးအပြင်းဖြစ် ချိန်ထဲမှာပဲဆရာမင်းယူဝမမင်းသူဝနေပြီးတော့သူရဲ့နေခဲ့တဲ့အိမ်လေးအကြောင်းပြောပါတယ်။သူနေခဲ့တဲ့အိမ်က Abbey Road နံပါတ်12လို့ပြောပါတယ်။စားတဲ့အခါကျရင်တော့အဲ့ဒီလမ်းမှာရှိတဲ့နံပါတ်10မှာစားပါတယ်။အဲ့ဒီနံပါတ်10မှာတတော်ကျောင်းသားဦးကြီးဦးကွက်ညို BCS ကျောင်းသား Mr. Van White တို့နေကြတယ်တဲ့။ So အဲ့ဒီတော့ Oxford Technical မှာ ထုံးစံတစ်ခုကအသက်အစိတ်အောက်ចောင်းသားတွေကတိတ်တူကအတိမတ်ပြူပြီးလိုင်စင်ပေးထားတဲ့အိမ်ဒီမှာနေရအသက်အစိတ်ထဲចောင်းသားတွေလာနေခြင်းတဲ့အိမ်မှာနေလို့ရတော့နံပါတ်10ကလိုင်စင်ရအိမ်ဖြစ်ပြီးတော့နံပါတ်20ကလိုင်စင်မရှိတဲ့အိမ်ဖြစ်တယ်အဲကျွန်တော်မိတ်ဆွေများ ਨੇ နေနီးနာနေလို့ရတဲ့စနစ်တွေနေပြီးရင်10တွင်ထမင်းစားပါလေလို့ဆရာမကြီးကပြောပါတယ် အဲ့ဒီနံပါတ်30အိမ်မှာလည်းကျွန်တော်တို့အထက်ကလည်းမြန်မာចောင်းသားများနေခဲ့တယ်လို့သိရပါတယ်ကျွန်တော်မှတ်မိသလောက်ဆိုရင်မြန်မာចောင်းသား2ဦးဖြစ်ပါတယ်တဦးကအင်ရှင်မကြီးပြောပြရတဲ့အတိုင်းဆိုရင်ယခုခါအိန္ဒိယသားမကြီးဖြစ်တဲ့ရန်ကုန်မြို့တွင်နေထိုင်တဲ့ဒေါက်တာရော့ဖ်ဓာတ်ပုံလည်းအိမ်မှာချိတ်ထားပါတယ်နောက်တဦးကအင်ရှင်မကြီးကသိန်းလေးကိုခေါ်ပါတယ်အတွင်းဝ ICS ဦးကျော်သိန်းဖြစ်မလားတော့မသိဘူးလို့ပြောပါ ။တလောကတော့ရှမ်ပီကတစ်တော့ရာစီချုပ်ဦးကြီးအမေရိကန်အပြန်အော့စမိုကိုသွားလေတဲ့အခါထိုအရှင်မကြီးနဲ့တွေ့ခဲ့ရတယ်လို့ပြောပါတယ်။သို့တော်လည်းဒုတိယကမ္ဘာစီးရေးအတွင်းကထိထိလာလာဖြစ်လို့စကားမပြောနိုင်နှုတ်ဆက်နေရလို့ပြရ။သို့ဧပြီလ23ရက်နေ့မနေ့ဆီယမင်းဝင်အေးအားထပြီးတော့မနေ့စာစာဝနံပါတ်30ကိုကူးသွားတဲ့အခါမှာထမင်းစပွဲမှာဦးကြီးကိုတွေ့ပြီးရန်ဝန်တာပါ သူလည်းအကြောင်းပြရပြင်လည်းပတ်ရပြန်လာကျောင်းဖွင့်ကနီးမှပြန်လာခြင်းဖြစ်တယ်တဲ့အဲကျွန်တော်တို့နေ့အတွေ့အကြုံဘုသူတာတွေကိုရေကမောကဖလေကြရင်ကျဲ့ဥနဲ့ဘေကင်တို့စနေကအင်ရှင်မကြီးရောက်ဝင်လာပြီးတော့အခုတော့ပြောပါဒီနေ့ Shakespeare မွေးနေ့ပဲတဲ့ Shakespeare ပွဲတော့သွားကြပါလား Oxford နဲ့လည်းမဝေးဘူးလို့ပြောတယ်အဲ့ဒါနဲ့ကျွန်တော်တို့နေ့ပေါ့နော်ကြမ်းမင်းသူဝင်နေဦးကြီးခင်ရောက်ကရှိစုမဲစုပိုက်ဆံလေးတွေသူကတော့ပေါင်ရှီလင်ပေါ့ဗျအဲ့ဒါလေးတွေအခရေထိပ်ပူရာယုံဆင်းသွား အာဘူဒါယဝနေပြီးတော့မြေထာတန်ခမ်းပါတရထားလေးရှေ့စပီယာပွဲတော်ကျင်းပတဲ့ Strafford မြို့ကိုတော့ဖို့အစစ်အဆောင်နေရတွေ့ရတော့နေရနေရလဲသားပြောစရာကောင်းတဲ့နေလေးဖြစ်တယ်ယထာအလျာလဲနေအောင်ကြီးတွေမှာလေဝင်းနေဥယျာဉ်တွေဖျက်ပြီးတော့ရှေ့စပီယာရဲ့တကြွေမြို့လေးကိုဘောင်းပါပါကဲအတန်ကြာတော့ Strafford မြို့တွေရောက်တယ်လို့ဆိုကြပါစို့ဆရာကြီးကပြောတယ် Strafford မြို့ဟာ Avon ရခိုင်ပေါ်မှာရှိပါတယ် ရာကြောင်းနေပြတ်သားတွေမြေကူးတရာညီနောင်တိုက်တာအင်ချီနဲ့အာပန်းချန်နေနဲ့အလွန်သာယာပါတယ်ဘူဒါထွက်ပြီးမကြင်မဲဒီဘန်တခုကိုတွေ့ရပါတယ်အဲ့ဒီရေပန်းအမေရိကန်လူမျိုးတူပါရှေးစပီးယားကိုအလေးပြုတဲ့အနေနဲ့ဒီဆောက်လူရခဲ့တာလို့လည်းသိရတယ်ဒဇောင်းရှိရပြီးတော့လန်ဒိုလေးကိုရောက်သွားတဲ့အခါဟင်လီလန်ကိုရောက်ပါတယ် တော့ဆရာမင်းဟိုအခုလိုရေးထားပါတယ်။အီလန်းဒီကကဘာကျော်ကဝိကြီးမွေးဖွားရာလမ်းပင်ဖြစ်တော်သည်။ကဝိကြီးမွေးဖွားရာနှဆောင်ပြိုင်အင်္ဂလိပ်သည်ယနေ့ထက်တိုင်တည်ငြိမ်သောအိန္ဒိယဖြင့်တည်လျက်ပင်ရှိပါသည်။အင်းဤတစ်ခုသောအဆောင်၌1564ခုဧပြီလ23ရက်နေ့ကဝိကြီးသည်မီရှူပန်ဆင်ဖော်မိခဲ့ပါသည်လို့ရေးထားပါတယ်။ 1938ဆိုတော့နှစ်400ရှိပြီးတော့အင်္ဂလိပ်ကလည်းနေနေပြပြနှစ်ထပ်အင်းအလစ်ဇဘက်ခေတ်ကအင်မျိုးလို့လည်းပြောပါတယ်ဗရီမော့ကလေးတွေကလည်းကြီးကြီးလင်းလင်းပြောရှင်စရာပဲအေဂန်ကိုစာဝင်ပြီးရနောက်အေဂန်ထက်မှရှိတဲ့ရှေးစပီးယားမျက်နှာမြင်တဲ့အခန်းကိုရောက်တယ်အဲ့ဒီအခန်းကိုလာလေတဲ့လူတွေအကုန်လုံးကအဲ့ခန်းရဲ့မြက်ဗရီမော့မှာနော်အဲ့မှာလာလေလူတွေကသူတို့ရဲ့လက်မှတ်တွေကိုတွေ့ရပါတယ်အချို့လက်မှတ်တွေကကဘာကျော်ကြီးများရဲ့လက်မှတ်များပါဖြစ်ပါတယ် အဲဒီလက်မှတ်တွေကြားထဲမှာ Shakespeare ဟုတ်ကိုထိုးတဲ့လက်မှတ်များပါခဲ့ရင်ဘလောက်ကောင်းနေမလဲလို့ဆရာမင်းသူကအခုတွေးမိပါအင်္ဂလိပ်ရဲ့တခြားဆောင်ကိုတော့ Shakespeare ပြတဲ့ကလေးလုပ်ထားပါတယ်။အဲဒီပြတဲ့ကလေးထဲမှာ Shakespeare ခင်းနေဆိုင်တဲ့စာအုပ်တွေ၊လေယာဉ်မှုတွေ၊ပကြီးကားတွေ၊ဝတ္ထုပစ္စည်းတွေခင်းချာ။တော့ပြလိုက်ပါတော့။တော့ဒီဇမီးဝင်ကစဉ်းစားမိဒီအင်္ဂလိပ်ကနေပြီး Shakespeare ကမနေ့စောစောထတောင်းသွားခဲ့တယ် တခါလေးတာရတဲ့နဲ့ခင်းလေးနဲ့သွားမယ်တခါတလေလဲဆိုဆွနေပြီးတော့အုံမိုင်းနေရဲ့ဟလာရာဒီဦးနဲ့မလို့သွားခဲ့တယ်ဟလာနောက်နောက်ပြီးတော့အိမ်ရှိမှရှိတဲ့မီးလင်းဘူကြီးရောက်ကနေထိုင်ပြီးတော့ဒေါဆောင်တောင်ဆောင်နဲ့တေဆုံးကဝေးတစီတွေလောကရဲ့ရစက်ရစက်ကြမ်းကြမ်းမှုတွေကိုတွေးနေပြီးပါလေဆိုအဲ့ဒါနဲ့အဲ့ဒီအရင်ဆက်ထွက်လာတဲ့ခါမှာ ြည်သူစာကြည့်တဲ့ကိုတွေ့ရပါတယ်။ထွက်လာပြီးတဲ့အချိန်မှာကဝိကြီးရဲ့သမီး Judith Shakespeare ရဲ့အိမ်ကိုတွေ့ရပါတယ်။အဲဒီကနေပြီးတော့လမ်းကိုနည်းနည်းလေးဆင်းသွားတဲ့အခါမှာ Harvard အိမ်ကိုခေါ်တဲ့အိမ်ကြီးကိုတွေ့ပါတယ်။အဲဒီအိမ်ကြီးက American လူမျိုးတွေအလွန်လေးစားယူသေးတဲ့အိမ်ကြီးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ American ပြည်တော်စုမှာရှိတဲ့နာမည်ကျော် Harvard တက္ကသိုလ်ကြီးကိုစတင်တည်ဆောင်တဲ့ John Harvard ရဲ့မိခင်ကြီးနေတဲ့အိမ်ဖြစ်တယ်သိရပါ အဲ့ဒီအိမ်လဲအနှစ်400လောက်ရှိသူထူးဆန်းတာက Shakespeare မွေးတဲ့မြို့မှာ Harvard University ကို စတင်ခဲ့တဲ့ America မှာရှိတဲ့ Boston မှာရှိတဲ့ Harvard University ကိုစတင်ခဲ့တဲ့သူ့ရဲ့အမေအိမ်သူတို့နှစ်ယောက်ကတမျိုးတည်းမှာမွေးတယ်အားကျွန်တော်လည်းမသိပါဘူးအခုတော့သိအဲ့ဒီအရင်ဆက်သွားတဲ့အခါမှာ Harvard အဖေကြီးတော့နေတဲ့ခြံလေးကိုရောက်ပါတယ်အိမ်ကတော့မရှိတော့ဘူးဒါပေမဲ့ ဥယျာဉ်လေးကတော့ဓမ္မသီတယ်တဲ့အဲ့ဒီအရင်ဆက်သွားတဲ့အခါ Shakespeare ပညာပညာသင်ခဲ့တဲ့ grammar school ပေါ့နော်တရားကျောင်းဟောင်းကိုတွေ့ရပါတယ်အနည်း900မြောက်ချိန်ပြီးတော့အိုမင်းတော်လဲဒီနေ့ထိတောင်မှစာသင်ကျောင်းဖြစ်နေရက်တည်နေတယ်တဲ့1939ခုနှစ်မှာပေါ့နော်ထိုကျောင်းကို Shakespeare ကသင်မုန်းကလေးနဲ့နေစဉ်လာခဲ့မယ်ကွာကြောပြဆက်ကြီးမြောင်ရေးရမယ်ပညာရဲ့အခြေခံဒီเจ้าမှာပဲစီးမှုတာဖြစ်မဲ့တဲ့ အဲ့ဒီမှာဆရာမင်းဝင်ဟာ Shakespeare ရဲ့ဘဝကို သူစေကူးရင်ကြည့်ပါတယ်။တော့အခုလိုရေးထားပါတယ်။ကဘာကျော်ပြဆက်ကြီးများကို ရေးရမည့်ပညာအခြေခံကိုဤကျောင်းတွင်ပင် စီးပူးခဲ့မည်ဖြစ်သည်။ Greek ပုံပြင်များ၊ Roma ပုံပြင်များ၊အင်္ဂလိပ်ရာဇဝင်ပုံပြင်များကို ထိုကျောင်းထဲတွင်ပင်စတင်ကြားနာခဲ့ရမည်ဟုထင်မိပြီ။ကျောင်းနေရန်တွင် ရှေးပကြီးစေရေးကားများကို တွေ့ရတယ်။ ဘုပ္ပကြီးကားများသည်ရှိတ်စပီးယား၏အမှုပညာကို အားပေးခဲ့စရာအကြောင်းရှိသည် ထို့ပြင်လည်းဤကြောင့်များတဲ့တွင်ခင်းကျင်းပြသသောပြဇာတ်များကိုလည်းရှိတ်စပီးယားကြီးခဲ့ဦးသည်ဤကြောင့်များတို့တွင်ပညာစည်းပုခိုက်ရှိတ်စပီးယားသည်မိသို့သော အတွေ့အမြင်အကြံမျိုးကိုတင့်တင့်တဲတဲဟံဃာနာနာ တွေးကြံခဲ့မိကိုကကျွန်ုပ်တို့မစင်စားနိုင်အောင်ဖြစ်ပါသည်ဟု မင်းသူ့ဘုံကကြီးသွားပါတယ်။အဲ့ဒီကနည်းနည်းဆက်သွားလိုက်တဲ့အခါမှာမြေခန္ဓာမှာ Holy Trinity ဘုရားကျောင်းရောက်ပါတယ်။ဘုရားကျောင်းထဲမှာ Shakespeare ကို baptize လုပ်တယ်ပေါ့နော်။ယေနှစ်မင်္ဂလာပြုတဲ့ကျောက်အင်တုံကြီးကိုလည်းတွေ့ရပါတယ်။အဲ့ဒီမှာလည်း Shakespeare ကိုဘယ်နှစ်မှာမွေးတယ်၊ဘယ်နှစ်မှာ baptize လုပ်တယ်ဆိုတဲ့မုန်းကွန်းစာအုပ်ကြီးကိုလည်းတွေ့ရပါတယ်။နောက်ပြီး Shakespeare ရဲ့ရုပ်တုတစ်ပိုင်းပုံသူဤသင်္ချိုင်းသူမယာသူသမီး သူသမက် သူမြေသမဲ့တို့ဤသင်္ချိုင်းများကိုလည်းတပီးကြောက်စာပင်နဲ့ထင်ရှားစွာတွေ့ရပါတယ်။ဆ ਿਆ မင်းသူဘုံတို့ရှိစပီးယားရဲ့သင်္ချိုင်းကိုအလေးပြုထွက်လာပြီးရဲ့နောက်မှာမြေကမ်းပါမှာလှပစွာတိဆောက်ထားတဲ့ရှိစပီးယားပြဇာတ်ယုံကြည်ကိုရောက်ပါတယ်။အဲ့ဒီပြဇာတ်ယုံကြည်ကိုပုံလုပ်ခဲ့တဲ့အာခီတိတ်လုပ်ခဲ့တာအမျိုးသမီးအာခီတိတ်တယောက်ဖြစ်ကြောင်းသိရတဲ့ရာစွာချီးမွမ်းမိတယ်လို့ဆ ਿਆ မင်းသူဘုံကပြောပါတယ်။ယုံထဲမှာ ဇက်ကြီးပြိသတ်1200ထိုင်နေပါတယ်ကျွန်တော်တို့ရောက်တဲ့အခါမှာတဲ့မြမမန်းသိတဲ့အခါအဆောင်လို့သူကပြဆက်ယုံမှာပါဝင်ထည့်လုပ်ထားတဲ့မြမပြည်တွေဂျွန်းသားတွေဘရောက်သားတွေကိုလညုံညွန်ပြပါတယ် SPR ပွဲတော်ကို April နဲ့ September တိကျင်းပပြီးတော့ Shakespeare ဇာတ်များကိုစင်ရင်ကပြတယ်လို့ပြောပါတယ်ဒါမှမဟုတ် Shakespeare Festival ကတော်တော်လေးနာမည်ကြီးပါတယ် အဲ့ဒီကနေပြီးတော့ပြဇက်ယုံမှာပဲစာကြည့်တိုက်ပြဇက်ကားတိုင်းညာရှိပါတယ်အဲ့တော့အဲ့ဒီပြလိုက်မှာလဲစာကြည့်လိုက်မှာလဲ Shakespeare ရဲ့ပြဇက်တွေကိုမူဟောင်းမူသစ်အမျိုးမျိုးခွဲထားပါတယ် Shakespeare ရဲ့အထုပတိအမျိုးမျိုးမှာလဲတိုက်ခန်းပြေဖြစ်ပါဘာသာစကားမျိုးစုံနဲ့ပြန်ထားတဲ့ Shakespeare ဇာတ်စာအုပ်များကိုလည်းတွေ့ရပါတယ်ဗကြီးကားတိုင်းမှာ Shakespeare ပြဇက်တွေကိုအသက်သွင်းကားပြနေတဲ့ဇက်လိုက်ဂျော်မော်ရင်နဲ့ပုံနေတဲ့ Shakespeare ရဲ့ရုပ်ပုံကိုတွေ့ရပါတယ် အဲ့ဒီကနေထွက်ပြီးလမ်းမပေါ်ရောက်တဲ့အခါမှာနိုင်ငံဆောင်ကအလံတော်များကိုအလံတိုင်များမှမမမမထူထွင်ထားတာကိုတွေ့ရတယ်။တကဘာလုံးကကဝိကြီးကိုလေးစားသောသဘောဖြင့်ထိုနိုင်ငံအသီးသီးမှအလံတော်များကိုကဝိကြီးမွေးနှင့်မွန်းတဲ့ခြင်းနှင့်ထိုနိုင်ငံများမှတိုင်ယုံကိုစတဲ့များလာရောက်လွှင့်တင်သည်ဟုပြကြတယ်။ထို့သောအဲ့တဲ့ခိုက်အလစ်ဇဘက်ခေအဝိထေမျိုးဝတ်ဆင်ထားတဲ့အမျိုးသမီးတစု ကျွန်တော်တို့နှစ်ယောက်စီရောက်လာပြီးကျွန်တော်တို့ဤလက်မှတ်များကိုသူတို့စာအုပ်ငယ်များတွင်ရေးခိုင်းထားပါအင်္ဂလိပ်မြန်မာနှမျိုးစလုံးနဲ့ရေးပြလိုက်တော့အခါသူတို့လည်းဂျေဇုတင်ကထွက်သွားကြပါတော့။ဒီအမင်းကြီးဝင်တဲ့ဦးကြည်တို့နှစ်ယောက်ကသူတို့ရဲ့နောက်ဆုံးရက်ညနေလေးအကြောင်းကိုအခုလိုရေးပါဦး။ထိုအခါရေနေလဲအလွန်နေပြီဖြစ်။တညအိပ်၍ပြဆက်ကြည့်ရအောင်ကလည်းပေါင်ရှိလင်မလုံးတော့ကြ။ထို့ကြောင့် ကျွန်တော်တို့မှာကဝိကြီးကိုဂျီယောဦးညွတ်အောက်စဖို့ဒ်ပြန်ခဲ့ရပါတော့သည်